မကွေးမြို့ကအဓိကလမ်းမကြီးတွေကိုအခုဘဏ္ဍာနှစ်မှာနိုင်လွန်ကတ်တရာအပြီးခင်းသွားမယ်လို့မကွေးတိုင်းဒေသကြီးဆောက်လို့ရင်းနဲ့လမ်းပန်းဆက်သွယ်ဝင်ကြီးကပြောပါတယ်။ဥစော်ဖေကသတင်းပေးပို့ထားပါတယ်ရှင်။အစိုးရတက်တက်လာပြီးရက်တရာစီမံကိန်းမှာမကွေးမြို့ကဗိုလ်ချုပ်လမ်းကိုနိုင်လွန်ကတ်တရာစခင်းခဲ့ရမှာလက်ရှိမကွေးမြို့ကအထက်ကတက်လမ်းပြည်တော်သာလမ်းမဲရီလမ်းနဲ့မြို့ပတ်လမ်းတွေကိုယခုနှစ်ကုန်မှာအပြီးခင်းသွားမယ်လို့ဆိုပါတယ်။ရက်တရာစီမံကိန်းရဲ့စခင်းတဲ့အကျိုးရလဒ်အနေနဲ့ကျွန်တော်တို့ဒီ တို့ဒီအာသာကတဲ့လမ်းဒီရောသာလမ်းနဲ့ကျွန်တော်လက်ရှိဆေးဥရှိကန်းနေလို့ကျွန်တော်လည်းနိုးတဲ့ခဏမျိုးပြုစုသွားကြတယ်ဆိုတော့ဆက်တယ်ပြီးကောင်းတဲ့ပေါ်လာပါပြီအဲ့ဒါအပြင်ကျွန်တော်တို့ဒီမယ်ရီလန်းမှာတော့ကျွန်တော်ယူတန်ရိုးကတဲ့လမ်းနဲ့ကျွန်တော်ပေ30ကျဲကျွန်တော်ဆက်လို့ခင်းနေပါတယ်အဲ့ဒါအပြင်ကျွန်တော်ဆေးဥရှိကန်းလမ်းမလမ်းမှာလည်းကျွန်တော်ယူကတဲ့လမ်းနဲ့ခင်းနေပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့လမ်းနေအကုန်လုံးကျွန်တော်ကျွန်တော်တို့ကမြို့ပတ်လမ်းနဲ့ကျွန်တော်ခင်းတာရှိပါတယ် အဲကျွန်တော်လမ်းဒီလက်ရှိကျွန်တော်စဉ်းစားတာတော့လမ်းမကြီးတွေအားလုံးတော့ကျွန်တော်ဒီခေတ်မှာအကုန်လုံးပြီးပေါအောင်ကျွန်တော်ဆောင်ရွက်နေရပါတယ်အဲတော့ရှေ့လာမယ့်နှစ်တွေများမှာဖြစ်ကျွန်တော်ဆက်ဆက်ပြီးတော့လမ်းတွေမှာလည်းရေးသစ်ရှိတဲ့လမ်းတွေကလည်းဖြစ်လာအောင်နိုင်ငံမှာနေတဲ့ပြည်သူများလည်းစိတ်ချမ်းသာအောင်ကျွန်တော်ဆက်ပြီးဆွေးနွေးပေးမှာဖြစ်ပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့ကနိုင်လွန်ကတ်တရားခင်းတာကိုမကွေးနှီးပညာတက္ကသိုလ်ကျောင်းသားတွေကလက်တွေ့လာရောက်လေ့လာခဲ့ကြပါတယ်။ဟုတ်ကဲ့။တမီးတို့ရင်သုံးသူပြရတာကတော့ပုံမှန်ရွေးရ က်တရားခင်းတာပဲပြောခုရပေါ့နော်အိုက်ကက်တရားတွေကကြာအဲ့လိုခင်းတာကြာတော့မိုးရွာတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ရာသူလူတန်းတွေပါလို့ဒီ AC လောက်ခဏရမရှိဘူးရှင် AC ကိုခင်းတာတွေ့ကြတာဒါမျိုးအမှားဆုံးပါပဲလို့ဒါကိုကြည့်ရမယ်ဆိုလို့ရှိရင်စက်တိနဲ့စက်တိခုဒီစက်တိနဲ့ခင်းတဲ့အတွက်ကြောင့်ပြောလို့ပို့ပြီးတော့လည်းဆိုင်ခန့်တာကိုတွေ့ရတယ်ပို့ပြီးတော့အဆင်ပြေတယ်ပြောမယ်ညိုတော့ဆက်ပို့ပြီးတော့ကြာတော့ဖြစ်မိသွားတယ်လို့လည်းသိမိရဲ့ရှင် ီးတော့ကြတော့လည်းကြည့်လို့လည်းအဆင်ပြေသွားတယ်ခိုင်ခံမှုလည်းပိုပိုကောင်းလာတယ်လို့ထင်ပါတယ်ကျွန်တော်ချောင်းမှာနေနေတက်ခဲ့ပါဒီမှာလို့တစ်နှစ်ပဲတက်ခဲ့ပါဒါပေမဲ့ကျွန်တော်တိတိလောက်ကျွန်တော်မကွေးတန်းထဲမှာကျွန်တော်သွားလာလာသမားမှာတော့ခုလိုမျိုးခင်ဗျာပြောမရှိခဲ့ပါဘူးနောက်ပြီးခုလိုမျိုးလည်းကျောင်းသားတွေကိုပြောပြဆိုတော့ခုလိုမျိုးသင်ကြားပြပြပေးရဆိုတော့ဒါခုနောက်ပိုင်းမှာပို့ပြီးတော့ကျတော့ ဖြစ်တာပါအခုလိုဖြစ်လာတော့ကျွန်တော်တကယ်ပဲကျေးဇူးတင်ပါတယ်အခုခင်းနေတဲ့လမ်းမကြီးတွေရဲ့ဘေးတစ်ဖက်တစ်ချက်မှာရေနုံမြောင်းတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လာမဲ့ဗန္ဒာနဲ့မှာလည်းမကွေးမြို့ရဲ့လမ်းတွေတွေကိုဆက်လက်ပြီးနိုင်လွန်ကတ်တရာ ခင်းသွားမယ်လို့ပြောပါတယ်ကျွန်တော်ဇော်ဖေပါ